လာကြမယ်เนาะဝင်လာပြီလားနဲ့ဒါဘောเนาะကျွန်တော်ရဲ့ YouTube channel ကို subscribe တွေမလုပ်ထားခဲ့ဘူးဆိုလို့ရှိရင် subscribe တွေလောက်ခဲ့ပြီးလို့ရတာဖြစ်တယ်ဗောเนาะကျွန်တော်ရဲ့ YouTube channel မှာဒါ live season လေးမျှဝေနေပါပြီဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်လည်းပဲဒါအချိန်မဆွဲတော့ပါဗောเนาะဒါရတဲ့အချိန်လေးမှာဒါမျှဝေပေးတာဖြစ်ပါတယ်ဗျာเนาะဟုတ်ကဲ့ပါဒါဒီညရဲ့ ဒါ live စီစီစဉ်ကသရိုးစီပေါ့ဗျာတကယ်အရန်ကောင်းတာဖြစ်တဲ့ပေါ့နော်ဒါကပါလဲဆိုစဉ်ဒါစီးပွားရေးတာလောက်ကင်နေတဲ့သူတိုင်းအတွက်ကသရိုးစီပေါ့ဗျာဒါအရေးကြီးဆုံးတော့ဒါအချက်လက်တွေဖြစ်ပါတယ်ဗျာနော်ကျွန်တော်ကိုယ်တိုင်လည်းပဲဒါအရန်ကြိုက်တဲ့ပေါ့နော်အရာဖြစ်တဲ့ကျွန်တော်ကတော့မှ TikTok မှာမျှဝေပေးတာဖြစ်အခုသရိုးစီကျွန်တော်ကတော့ဒါ YouTube မှာပြန်လည်ပြီးတော့ဒါမျှဝေပေးတာဖြစ်ပါတယ်ဗျာနော်ဟုတ်ကဲ့ပါမင်္ဂလာရှိတော့ဒါညချမ်းလေးပါနော်အားလုံးမင်္ဂလာပါဗျာနော် like ကိုကျွန်တော်ရဲ့ YouTube channel မှာ င်လာပြီဆိုတာနဲ့ subscribe တွေပါမလို့ထားလို့ဆိုရင် subscribe တွေပါလောက်ခဲ့ပြီလို့ရတာဖြစ်ပါတယ်ဗျာနော်ဟုတ်ကဲ့ပါမင်္ဂလာပါဗျာနော်မင်္ဂလာပါကျေးဇူးအရန်တင်ပါတယ်နော်အဲ့ဒါဆိုလို့စီကျွန်တော်လည်းပဲဒါအချိန်မဆွဲတော့ပါဘူးကျွန်တော်လည်းဒါချက်အာရတဲ့အချိန်လေးပေါ်ဒါမျှဝေပုဒ်တမဖြစ်ပါတယ်ဗျာနော်โอเคပါဒီမှာဆိုလို့ရှိရင်အချက်ကတော့ဗောနော်ညမှာဆိုလို့ရှိရင်ကျွန်တော်ကတော့3ချက်3ချက်နဲ့ဗောနော်ဒါမြှောက်ဝေပွေးတာမှဖြစ်ပါတယ် ရတဲ့အချိန်လေးပေါ့ဗျာ15မိနစ်လောက်ပေါ့နော်အချိန်ယူပြီးတော့မျှဝေတက်မှဖြစ်ပါတယ်ဗျာနော်ဟုတ်ကဲ့ပါပထမအချက်ကဆိုလို့ရှိရင်မိတ်ဆွေကိုယ်တိုင်ကကြမ်းမအောင်ဒါနေထိုင်ပါလို့ပေါ့နော်အချက်ဖြစ်ပါတယ်ဗျာတို့အဓိကအရေးကြီးဆုံးကတော့ဒါကြမ်းမရေကအရေးကြီးတာဖြစ်တဲ့ပေါ့နော်ကြမ်းမရေကောင်းမှမှတာလင်း ကိုကဒါလှုပ်ချင်တဲ့အရာတွေကိုဒါလှုပ်သွားလို့ရတယ်ကိုကြိုးစားချင်တဲ့အရာတွေမှာကိုတကနေပေါ့နော်ကြိုးစားသွားလို့ရတာဖြစ်ပါတယ်ပြဟုတ်တယ်မလားကျမရေမကောင်းမှုဆိုလို့စီမိတ်ဆွေလည်းကိုလိုချင်တဲ့အရာတွေကိုဒါကြိုးစားသွားလို့မရဘူးကိုတိုင်ကနေဘာမှလှုပ်လှုပ်ဆောင်ပေးလို့မရဘူးဖြစ်တယ်ပေါ့နော်အဓိကတော့ကျမရေ ကောင်းကျမ်းမရေးအတွက်ပေါ့ကျမ်းမရေးကောင်းမှုအောင်နေထိုင်ပါပေါ့နော်ဟုတ်ကဲ့ပါအမစ်စစ်ကိုတိုင်းကပေါ့နော်ကျမ်းမရေးကောင်းမှုအတွက်ဆိုရင်ကို့မှာကအလေးကြီးကောင်းတစ်ခုကိုတော့ကို့မှာဒါရှိထားဖို့လိုရတာဖြစ်တယ်ပေါ့နော်ကိုကအလေးကြီးကောင်းတွေကိုမလုပ်ထားဖို့လိုရတာဖြစ်ပါတယ်ဗျာနော်အဲ့ဒါကဆိုလို့ဇင်းအမစ်စစ်ကိုတိုင်းကဒီမှာပါအလေးကြီးကောင်းလိုရမယ်ဆိုလို့ဇင်းဒါလေကြီးခန်းနေပေါ့နော်ဒါလေကြီးခန်းနေဒါလောက်ရမှာဖြစ်တယ်ပေါ့နော်ကိုအားတဲ့အချိန်လေးမှာဒါကိုကလေလေကြီးခန်းလုပ်ဖို့အတွက်ပေါ့နော်အဲလေကြီးခန်းလုပ်ဖို့အတွက်ဒါအချိန်ပေးရမှာဖြစ်ပါတယ်ဗျာဟုတ်တယ်မလား အဒီကြီးကလောက်ဦးတဲ့အချိန်ပေးရမယ်အဓိကကျမ်းမာရေကဒါအရန်အရေးကြီးတဲ့အရာဖြစ်တဲ့ပေါ့နော်ကျမ်းမာရေကောင်းမွန်မွန်မသားလည်းဒါမွေးစိတို့ကပို့ပြီးတော့အစင်ပြေတာဖြစ်ကျွန်တော်ပဲရှင်းတာကပေါ့နော်ဒါလေးကြီးကန်းနေပေါ့နော်လောက်ဆောင်မှာဖြစ်ကွာလေးကြီးကန်းနေတာကမလုံနိုင်ဘူးဆိုလို့စီတော့မှဒါကျမ်းမာရေဒါဖြည့်ဆွဲအာဟာရဓာတ်စာတွေကိုဒါသုံးဆွဲတည်တယ်ပေါ့နော်ဒါမှတန်လင်းကိုတို့ကျမ်းမာရေကကောင်းမွန်မှုစီတာမှာရှိဖြစ်တယ်ဟုတ်တယ်မလားအဲကြောင့်မို့ကျမ်းမာရေကောင်းမှတန်လင်းပေါ့နော်ကိုတို့ ကွာကိုစူးစမ်းတဲ့အရာတွေမှာဒါစူးစမ်းသွားလို့ရတာပဲကိုလို့ဆောင်တဲ့အရာတွေမှာဒါစူးစမ်းပြီးလို့ဆောင်သွားလို့ရတာဖြစ်တယ်ပေါ့နော်ကိုလိုချင်တဲ့ပန်းနိုင်မှာရှေ့ဆက်ဖို့တော့ကိုဒါကိုတန်ကနေပေါ့နော်သွားတဲ့ခါကျတော့စီးရင်ကိုသက်ဘွားကိုပြောရှင်းတာဖြတ်တန်းသွားလို့ရတာဖြစ်ပါတယ်ဗျာဟုတ်တယ်မလားကျွန်တော်ပြောချင်တာကပေါ့နော်လူများစုကဆိုလို့စီးရင်ဒါနေမကောင်းမှာပေါ့နော်စေုံရောက်သွားမယ်ဆိုလို့စီးပေါ့ဗျာဒါနောက်ကျသွားပြီဖြစ်တယ်ပေါ့နော်အဓိကကျွန်တော်ပြောချင်တာကကိုသက်ပေါ့နော်ကျမ်းမာရေးကောင်းမှုတော့ကျမ်းမာကျမ်းမာရေးကောင်းမှုတော့ဒါ ကိုယ်ဆိုင်မနေထိုင်ဖို့ဒါအရန်အရေးကြီးတာဖြစ်ပါတယ်ဟုတ်လားကျမ်းမာရေးကောင်းမှုမှသာလင်းအဆင်ပြေတယ်ပေါ့နော်အကြောမွေးစစ်တို့ကိုယ်တန်ကလိကြီးခန်းတွေလောက်ရမယ်ပြီးကြကျမ်းမာရေးတာဖြည့်စွတ်ဟာအာဟာရသစာတွေကိုတုံးဆွဲသွားလို့ရှိရင်ဒါကိုယ်တွက်ကျမ်းမာရေးတဲ့ကောင်းမှုဆိုတာစီလာမှာဖြစ်တယ်ပြားဟုတ်တယ်မလားနောက်တစ်ခုကဆိုရင်အာမွေးစစ်ကိုယ်တန်ကကိုကအဲ့ချိန်ပေါ့နော်တတ်မှတ်ထားမှဖြစ်တယ်ပြားနော်အဲ့ချိန်ရှိရမယ်အဲ့ချိန်တတ်မှတ်ထားရမယ်ဒါမှသာလင်းပေါ့နော်ကိုယ်တွက်တာကျမ်းမာရေးကောင်းမှုဆိုတာကောင်းမှုမှုကိုရရှိမှဖြစ်ပါတယ်ပြားဒါပြင်ပေးချင်တာကပေါ့နော်အလုပ်တွေစူးစမ်းပြီးတော့လုပ်တော့နေကမယ်ကိုမအဲ့ချိန်မရှိတဲ့ခါကြလို့စီရင်ဒါအောက်နောက်နေပါ တွေကိုအရှိကိုမသွားနိုင်ဘူးအသွေးခေါ်တွေဘာတွေများရှိနိုင်ပေါ့နော်အကြောင်းမလုပ်ငန်းလွှတ်ဆောင်နေမှာဆိုလို့ရှိရင်ဒါကိုယ်တိုင်ကနေပေါ့နော်ထွေးဝေထမ်းမှုတွေဖြစ်လာတာဖြစ်တယ်ပေါ့နော်အကြောင်းမို့ကျွန်တော်ပြောချင်တာကနံပါတ်၁ချက်ကဆိုရင်ဒါမျိုးစစ်ကိုယ်တိုင်ကကျန်းမာရေးကောင်းမွန်အောင်နေထိုင်ပါဖို့ဒါပထမတစ်ချက်ပါဖြစ်ပါတယ်ဗျာနော်အကြောင်းအရန်အရေးကြီးတယ်ပေါ့နော်အောင်မြင်အအောင်မြင်သူတွေမှာဒါစီးပွားရေးလုပ်ငန်းလွတ်ကန်သူတွေမှာဒါအရေးကြီးဆုံးအချက်လက်ဖြစ်ပါတယ်ဗျာကျန်းမာရေးမကောင်းဘူးဆိုစီဘယ်ရမ်းမလို့ဆိုတော့မလို့မရဘူးလေမလား ငါလှုပ်ချင်ပါတယ်ကျူလှုပ်ချင်ပါတယ်ကျူးစားချင်ပါတယ်ဆိုမှကွာကြက်မရေးမကောင်းလို့အဲ့ရတဲ့မှာလဲနေမှစီဘယ်လိုလှုပ်ဆောင်သွားလို့ရမှာမရနိုင်ဘူးတော့မကြောက်ဘူးကျွန်တော်ပဲချင်တာဒါကိုတက်ပေါ်တော့ဒါအလေးချိခန်းနေပေါ်တော့ဒါလှုပ်ဆောင်အောင်မှာပြီးခဲ့တဲ့ကိုတက်ကြက်မရေးတာဖြည့်ဆွအာဟာရစတွေကိုဒါတုပ်ဆွဲတည်တယ်ပြန်ဟုတ်တယ်မလားအမတန်လေးပေါ်တော့မစ်ဆူတက်ပို့ပြီးတော့အဆင်ပြေတာဖြစ်တယ်ပေါ်တော့ဒါကတော့နံပါတ်၁ချက်ပါခင်ဗျာနော်ဟုတ်ကဲ့ပါဒါကတော့အောင်းနားလေးပြီးတော့နားလေးပြီးဆိုတဲ့ကောင်းမနားလေးပြီးရေးခဲ့ပြီးရဒါရေးခဲ့ပြီးရတာဖြစ်ပါတယ်နားလေးပါတယ်ပေါ့နော်ဒါကတော့နံပါတ်၁ချက်ပါနံပါတ်၂ချက်ကဆိုလို့စီမပြမစ်ဆူကျွန်တော်ပဲချင်တာကပေါ်တော့ဆက်လျှောက်ပါ ဆက်ရပါပါเนาะရက်မနေပါနဲ့ပေါ့เนาะကိုလိုချင်တဲ့ခကြီးကိုလိုချင်တဲ့ပန်းနိုင်ကိုရောက်ဖို့အတွက်ကိုတန်ကနေပေါ့เนาะဒါဆက်ရှောက်ဖို့လိုရတာဖြစ်ပါတယ်ဗျအဲကျွန်တော်ကတော့ အပြ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 နေပြလူများစုကဆိုတော့ဒီမှာရက်နေတာအများကြီးတွေ့ရတာဖြစ်တယ်ပေါ့နော်။ဘာအကြောင်းကြောင်းဖြစ်ဖြစ်ပေါ့နော်။ဘယ်အကြောင်းကြောင်းမှကိုယ့်ရဲ့ကိုယ်ရည်မှန်းချက်တာကိုယ်ရည်မှန်းရရှိတဲ့အရာတွေဒါကော်မြူကိုမျိုးနေထားတဲ့အရာတွေပေါ့နော်။အဆုံးဆုံးမခံပါနဲ့ပြ။ဟုတ်တယ်မလား။နောက်ဆုံးမခံနဲ့အရှိကိုဆက်လျှောက်သွားပါအရန်အရေးကြီးတာပေါ့နော်။လူများစုကဆိုရင်ပေါ့နော်။ရောက်တဲ့နေရာမှာရက်နေတာဖြစ်တယ်ပေါ့နော်။ရောက်တဲ့နေရာမှာရက်နေတဲ့ရှိတဲ့အရာတွေနဲ့ကြီးနေနေတဲ့ထပ်ပြီးတော့မကြိုးစားဘူးထပ်ပြီးတော့မလုပ်ဆောင်ဘူးထပ်ပြီးတော့စီကိုတော့မလျှောက်ဘူးပေါ့နော်။ကိုဒါဒီနေရာနဲ့ပဲကြီးနေမှုတွေရှိနေသလိုဆိုရင် တော့ကိုအဆင်ပြေအောင်ကျွန်တော်ပဲကျွန်တော်ကပေါ့ဒီမှာမက်ဆစ်ကိုတန်းကဒါဆက်ချရမယ်ဆိုလို့စီပါဗျာဒါလန်တော့လန်ရှိတယ်ပေါ့နော်ဒါပထမလန်ကဆိုလို့စီပေါ့နော်မက်ဆစ်ကိုတိုင်ကဒါကတော့ S တယ်ပေါ့နော် S တဲ့လန်အဲ့ဒီ S ရတော့ဒါ S တဲ့လန်ပေါ့နော် S ရတော့ဒါ small တဲ့ပေါ့နော်တင်းငယ်တော့အရာဖြစ်တယ်တင်းငယ်တဲ့အရာတွေမှာမက်ဆစ်ကိုတိုင်ကနေထိုင်တတ်မှုဆိုရင်တင်းငယ်တဲ့အရာတွေပဲရရှိမှဖြစ်ပါတယ်ဗျဟုတ်တယ်မလားအကြောင်းမို့ကိုတိုင်ကနေပေါ့နော် B ဆိုတဲ့ပေါ့နော်ဒီမှာ B ဆိုတဲ့ဒါကြီးရဲ့ ြီးမားတဲ့နေရာတစ်ခုရဖို့အတွက်ဆိုတော့ဇင်ကိုတကားနေဘောနာသာဆက်လျှောက်ဖို့လိုအပ်တာဖြစ်ပါတယ်ဗျဟုတ်တယ်မလားအလူမျိုးစကစင်တာတေးတေးတင်းငယ်တဲ့နေရာပဲနေတိုင်းပဲစင်တင်းငယ်တဲ့တင်းငယ်တဲ့နေရာပဲရရှိမှဖြစ်ဒီတော့လည်းပဲရရှိမှဒါတော့လည်းပဲကျင်းနေနေမှာဆိုတော့ဒီတော့လည်းရရှိမှဖြစ်တယ်ဗျကွာကြီးငယ်တဲ့ကွာတစ်ခုကိုယ်တိုင်လိုချင်တဲ့ကြီးငယ်တဲ့ အကြီးမားတဲ့အရာတကူကိုကိုတိုင်ကဘာလိုချင်တဲ့ဆိုစီမနာအမြဲတမ်းဒါဆက်ရှောင်းနေဖို့လိုရတာဖြစ်ပါတယ်ဒါဒီမကတဲ့ပြမဲဆုလို့ကိုတိုင်ကဒီမှာဆိုလို့စီမနာ e စတဲ့ပေါ့နော်အင်ကန်းစတဲ့ပေါ့နော်ဝင်ငွေရရှိနိုင်မှုတက်တာစူးစမ်းနေရမှာဖြစ်ပါတယ်ဗျာဟုတ်တယ်မလားအင်ကန်းစတဲ့ဝင်ငွေကဆိုလို့စီဒါဝိုင်းကဆိုလို့စီမနာပိုင်ဆိုင်ပို့ပြီးတော့ကောင်းမွန်စတဲ့ဘာကြောင့်မဆိုစအင်ကန်းစတဲ့ဝင်ငွေကဆိုစီကိုကိုအသက်ကြီးတဲ့ခါကြလို့ရှိနေပဲကိုတိုင်ကနေပေါ့နော်အဲ့အဲ့အရာတဲ့မှာအဲ့နာမှာပုံမှန်ဝင်ငွေရရှိတဲ့ဝင်ငွေဖြစ်ပါတယ်ဗျာမကောင်းဘူးလားဗျာဟုတ်တယ်မလား အရန်ကောင်းတာဖြစ်တယ်ပေါ့အကြောင်းမို့အင်ကန်စတဲ့ဝန်တော့ဝင်ရရှိဖို့အတွက်ဆက်ကြိုးစားပါပါနော်မဲစကွဲကတည်းကဆက်လျှောက်ဖို့အရန်အရေးအရေးကြီးတာဖြစ်တယ်ပေါ့နော်လူများစုကဆမ်းဆမ်းမရပဲနဲ့အရှိကိုပဲတွားတယ်အရှိမစားပါပါနော်အရှိကိုလည်းမတွားပဲနဲ့ဒီများပဲငြိမ်တာဖြစ်တယ်ပေါ့နော်ကျွန်တော်ပြောချင်တာကပေါ့နော်အရှိကိုဆက်လျှောက်ပါဟုတ်တယ်မလားရောင်းကိုရှိတဲ့နေရာနဲ့ကိုရောင်းတဲ့နေရာကိုရောင်းတဲ့နေရာကနေပေါ့နော်မကျင်းတဲ့ပါနဲ့ပေါ့နော်ကိုရောင်းတဲ့နေရာကနေမကျင်းတဲ့နဲ့ အရှိကိုရဖို့အတွက်ဆိုတော့ဇင်းရင်တင်းယူပါဒါလေ့လာပါအမြဲတမ်းကိုကိုပေါ့နော်ဒါအမြဲတမ်းကိုကိုကြိုးစားဖို့လိုရတာဖြစ်ပါတယ်ဗျာနော်အကြောင်းမို့ကျွန်တော်ပြန်ဒါကနံပါတ်2ချက်ပေါ့နော်ဒါဆက်ရှာဖို့လိုရတာဖြစ်ပါတယ်ဗျာနော်ရှေ့ဆက်ရှာပြီးတော့လှုပ်ဆောင်ပါဒါမှသာလဲကိုလိုချင်တဲ့ပုံစံကိုလိုချင်တဲ့ဘက်တစ်ခုရရှိမှဖြစ်ပါတယ်ဗျာနော်ရရှိတဲ့ရရှိလက်ရှိပေါ့နော်ကိုရောက်ရှိတဲ့နေရာမှာပဲကိုကကြည်နဲ့မနေပါနဲ့ပေါ့နော် အကြမို့ဒီတဲ့ကောင်းမှုအတွက်ဒီတဲ့အောင်မြင်မှုအတွက်ဒီတဲ့အစဉ်ကျုပ်အတွက်ကိုယ်တိုင်ကနေပေါ်တာစူးစမ်းနေဖို့လိုတာဖြစ်တဲ့ပြန်တော့ဟုတ်ကဲ့ပါမင်္ဂလာပါဗျာနော်အဲကျွန်တော်ကလည်းမတအရန်ကြတဲ့အရာဖြစ်တဲ့ Okay ဒါကနေပါနှစ်ချက်ပါနံပါတ်3ချက်ကဆိုလို့စီမောနော်အမှားလုံးတက်နိုင်အောင်စူးစမ်းပါအများအများစုကပေါ့နော်ကျွန်တော်ကျွန်တော်ကမမှားပါဘူးကျွန်တော်ကဘာမှမဖြစ်ပါဘူးဆိုတာအမမမားဘူးဆိုတာကတော့ဆိုလို့စီမောဗျာကျွန်တော်ပြောချင်တာအလုံးမလုံးလို့ဖြစ်တယ်ဗျာဟုတ်တယ်မလားအလုံးလုံးတဲ့အချိန်ကဆိုလို့စီတာမှားမှဖြစ်တယ်ဗျာနော် အဲကြောင့်ကျွန်တော်ကိုယ်တိုင်ကလည်းပဲမှားတာဖြစ်တဲ့အဲ့မှားတဲ့အရာကနေပေါ့နော်တောင်သင်္ကန်းစားယူတဲ့ဘယ်ချက်ကိုမှားတာလဲဟုတ်လားမှားတဲ့ချက်တွေကိုကိုယ်တိုင်ကနေပေါ့နော်တခြားလေးတခြားလေးကိုလေ့လာတုံးသက်တယ်ပေါ့နော်အညာမှားဆိုအညာကသင်္ကန်းစားယူတာပြီလို့ဆိုတာဖြစ်တယ်ဗျာလူများစုကသလိုစီပေါ့နော်အဲသူတို့ကအလုံးမလို့ရတယ်ပေါ့နော်မှားမှကြောက်နေကြတာဖြစ်တယ်ပေါ့ကျွန်တော်ပဲရှင်တာကပေါ့နော်မှားမှလုံးဝမကြောက်ပါနဲ့မှကျွန်တော်ပဲရှင်တာလောက်ရမှာပဲဟုတ်မလား ကိုလှုပ်မှသာလဲအမှားဆိုတာသိမယ်အဲ့ဒီအမှားကိုကိုယ်တိုင်ကနေပေါ့နော်အဲဘယ်ချက်ကိုမှားလဲဆိုတာကိုကိုယ်တိုင်ကတင်ငန်းသားပြီးတော့လှုပ်တော့မှဆိုရင်အဲ့ဒီအမှားရဲ့လမ်းကြမ်းမှဆိုရင်ကိုယ်တို့အခွေလမ်းကောင်းဆိုတာရှင်းနေတာဖြစ်တယ်ဗျအဲ့ဒီအမှားကိုလှုပ်ပြီးမှသာလဲအမှန်ဆိုတာလမ်းကြောင်းကိုရရှိတာဖြစ်တယ်ပေါ့နော်လူများစုကအာအောင်မင်းတဲ့သူတွေကဆိုအောင်မင်းတဲ့လူများစုကဆိုလို့ရှိရင်ပေါ့ဗျာဒါအမှားကိုဒါလှုပ်ဆောင်ခဲ့တယ်အမှားကိုမှန်အမှားကိုလှုပ်ဆောင်ခဲ့လို့ကိုဒါအမြင်အမှန်ကိုရရှိတာဖြစ်တယ်ပေါ့နော်အကြောင်းကိုကျွန်တော်ပြောချင်တာမှားမှမကြောက်ပါနဲ့ပေါ့နော်ဟုတ်တယ် အကြမို့နော်လူများစုကအမှားမလုပ်ဘူးဆိုတာအရန်ကြောက်ကြတာဖြစ်တယ်ပေါ့နော်အဲကြောင့်ကျွန်တော်ပြောချင်တာအလုံးလှုပ်တဲ့တိုင်းကဆိုစီအမှားတော့သိမှာပဲပြောင်းတယ်မလားဟုတ်တယ်နော်အကြမို့အမှားတော့သိမှာပဲအဲ့ဒီအမှားကိုကိုယ်တိုင်ကနေပေါ့နော်အဲတံဘဲရောင်ကိုမှားရတဲ့ဆိုတာကိုပြန်လဲပြီးတော့တုံးတက်မဲ့အုံးတက်ပြီးစီရင်ပြန်လဲပြီးတော့တင်ငန်းစာယူပြီးတော့ဒါအဲ့ဒီအမှားချက်ကနေပြန်လဲပြီးတော့ကောင်းအောင်ပြန်လဲကျူးစောတာမဆိုစီအဆင်မပြေလာဘူးလားအဆင်ပြေတယ်အကြမို့ကျွန်တော်ပြောချင်တာဒါကနံပါတ်3ချက်ပေါ့နော်အမှားလို့တတ်နိုင်အောင်ကျူးစားရမယ်ဟုတ်တယ်မလား မာ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 တာလင်ပေါ့နော်ဒါမှအလုပ်ဆိုလုတ်တက်မှာဖြစ်တယ်ဗျာကျွန်တော်တို့ကိုယ်တိုင်ကလည်းပဲဒါမှားခဲ့တာဖြစ်တယ်အရင်ကဆိုလို့စီးရင်အချိန်နေအထက်သက်သုံးပြူတဲ့အကုန်ခဲ့တဲ့အရာတွေကပေါ့နော်တော့အခုချိန်မှာဆိုကိုယ်တက်ဘာမှတန်ဖိုးမရှိတော့အဲ့လိုဖြစ်သွားတယ်အကြမ်းမဟုတ်အခုချိန်မှာဆိုအဲ့ဒီမှားခဲ့တဲ့အရာကိုပြန်လဲပြီးတော့ဒါအတူပြန်လဲပြီးတော့ပေါ့နော်ပြန်လဲပြီးတော့ဒီမှာ အတအရင်မနောကောင်းမွန်တဲ့ຢာတွေယူတယ်ကွာဘယ်နေရာမှာသုံးပြအဲ့ဒီမှာမကောင်းတဲ့ຢာတွေကိုပြစ်တယ်ကောင်းတဲ့ຢာတွေကိုယူတာဖြစ်တယ်ပေါ့နော်အเจ้าမကျွန်တော်ပြောချင်တာဒါမှားမှာကိုလုံးဝကိုမကြောက်ပါနဲ့အလုတ်လုံနေတဲ့သူတာဆိုလို့စီတော့တော့အမှားတော့တွေ့မှာပဲဖြစ်တယ်ပြာနော်ဟုတ်တယ်မလားအလုတ်မလုံးတဲ့သူကဆိုလို့စီအမှားမတွေ့ပါဘူးပေါ့နော် လေဒီမားစုကပြောနေကြတယ်ကျွန်တော်မမှားပါဘူးကျွန်တော်က AC ပဲမှန်နေရောပဲဆိုတော့ဒီအလူဟာဒါအလုံးမလို့ဖြစ်တယ်ပေါ့ဟုတ်တယ်မလားအလုံးလုံးမဆိုအမားတော့တွေ့မှာပဲကျွန်တော်ကျွန်တော်ပြပြပဲကျွန်တော်ပြပါတယ်ခင်ဗျာနော်အဲကြောင့်မို့အမားတွေ့ရင်မကြောက်နဲ့အဲ့ဒီအမားတွေကတင်ငန်းစားယူမယ် ပေးကြကြလို့ရှိရင်ဒါကမစ်စစ်ကိုတိုင်ကဒါလှုပ်ဆောင်မှုအရေးကြီးအရေးကြီးတဲ့ရှိပဲပေါ့နော်။ Okay နောက်တစ်ချက်ကသလိုစီမှာဗျာကျွန်တော်ကဒီညရအောင်ဆိုဒီလက်ခံနိုင်ရမယ်ဗျာလက်ခံနိုင်ရမယ်ကျွန်တော်ပြောချင်တာဒါနောက်ဆုံးချက်ပေါ့နော်လက်ခံနိုင်ရမယ်ဗျာဟုတ်မလားလူများစုကပေါ့နော်လက်မခံဘူးဗျာ။ဘာကြောင့်မို့ဆိုလို့ဆိုရင်ဒီမှာလက်ခံမလားအပြောင်းလဲတွေကိုလက်ခံနိုင်ရမယ်ဟုတ်မလားပြောင်းလဲဆိုတာရှိကြမယ်အဲ့ဒါကိုယ်တိုင်ကလက်ခံနိုင်ရမယ်အဲ့ဒီအပြောင်းလဲတွေကိုအဲသွေးနေမယ်စဉ်းစားနေပြီဆိုလို့ဆိုရင်ဘာမှမလုပ်ဖြစ်တော့ဘူးဗျာကျွန်တော်ပြောချင်တာကအပြောင်းလဲတွေကိုလက်ခံနိုင်ရမှာဖြစ်တယ်ဗျာ။အရင်ကဆိုလို့ဆိုရင်ဗျာ အခုအခုဆိုပါလို့ဆရာဆိုရင်တိုးတက်တဲ့ခရီးကစတဲ့ဖုန်းကကျွန်တော်တို့ငွေငွေတော့ကဆိုလို့ရှိရင်ဟဲ့မလားအဲ ခခင်းနေလိုက်ပေါ့နော်ခင်းနေလိုက်တိုးတက်လာတာဖြစ်တဲ့ကြအကြမို့ကိုတကနေပေါ့နော်ပြောင်းလဲမှုလက်ခံနိုင်မှာဖြစ်တယ်ဗျအဲ့ဒီပြောင်းလဲမှုလက်ခံနိုင်မှုအရင်အကြီးကျကျွန်တော်ငယ်တုန်းကဆိုလို့စီမှာကျွန်တော်တို့ကြောင်းတွားမှာဆိုလို့စီမှာပြရတာပတ်စံတစ်ချက်ပဲရရှိတာဖြစ်တဲ့အခုဆိုလို့စီကြောင်းတွားမှာဆိုလို့စီဒါတထောင်မဟုတ်လားတထောင်မကောက်အများကြီးအများကြီးအများကြီးပေးရတာဖြစ်တယ်ပေါ့ဘာဖြစ်မစိခင်းနေလိုက်ပြောင်းလဲတက်တာဖြစ်တယ်ပေါ့နော်အကုံစင်းလုံးကြီးတာနေအကုံစင်းလုံးတက်တာနေဒါတွေကဆိုလို့စီခင်းနေလိုက်ပြောင်းလဲတက်ဖြစ်တယ်အဲ့ဒါကိုကိုတကနေပေါ့နော်ဒါလက်ခံနိုင်ဖို့တကယ်အရင်အကြီးကြီးတဲ့ရာဖြစ်တယ်ပေါ့နော်အကြမို့မစ်စီကိုတန်းကဒါပြောင်းလဲမှုဒီကိုဒါလက်ခံနိုင်ရမယ်နောက်တစ်ခါဆို စီတဘာဝတရားကိုလက်ခံနိုင်ရမှာဖြစ်ပါမယ်ဖြစ်ပါတယ်ပြဟုတ်တယ်မလားလူများစုကတဘာဝတရားကိုလက်မခံနိုင်ဘူးကနေမိုးမိုးရွာတယ်လဲစီရင်အဲ့ဒါကိုတွေးပြီးတော့စဉ်းစားရတယ်မိုးရွာတယ်မိုးရွာတာလို့နေပူတာနေပူတာလို့ပေါ့နော်အဲ့လိုမျိုးအဲ့လိုမျိုးတွေးရတယ်ဆိုလို့စီရင်လူများစုကျွန်တော်ဖြစ်နိုင်တာကတဘာဝတရားကိုလက်ခံနိုင်ဖို့အရေးကြီးတာမိုးရွာမိုးတွေမှာဆိုတာအဲ့ဒါမိုးရွာမှာဖြစ်တယ်ဟုတ်မလားနေပူမှာဆိုရင်ဒါနေပူမှာဖြစ်တယ်အောင်မြင်မှုရှိလို့ရှိရင်ကြားဆိုမှုဆိုတာရှိလာမှာဖြစ်တယ်အဲ့ဒါကိုကိုယ်တကနေပေါ့နော်ဒါလက်ခံနိုင်ဖို့အရေးကြီးအရေးကြီးတဲ့အရာဖြစ်တယ်ပြဟုတ်တယ်မလားအကြောင်းကိုကျွန်တော်ဖြစ်နိုင်တာဒါကလို့စီနံပါတ်3ချက်ပေါ့နော်လက်ခံနိုင်အောင်ကြိုးစားပါ လက်ခံနိုင်ရမယ်ပေါ့နော်လက်ခံနိုင်ရမယ်တဘာဝတရားလက်ခံနိုင်ရမယ်အလုပ်လုပ်ဆိုစီမှာနေပူလို့မလုပ်ဖြစ်တော့ဘူးမနေ့ကမှတပတ်ခါမှလုပ်မယ်နေပူလို့နေပူလို့မူရလို့ပေါ့နော်အဲ့လိုမျိုးစင်ကြီးတွေပေးနေမှဆိုလို့စီဘယ်လိုမှမဖြစ်နိုင်ကြောင်ကျွန်တော်ပြောချင်တာကပေါ့နော်တဘာဝတရားကိုလက်ခံနိုင်ရမယ်အာပြိတ္တကြစီကိုယ့်ရဲ့ပြောင်းလဲအပြောင်းလဲလေးကိုလက်ခံနိုင်ရမှာဖြစ်ပါတယ်ဗျာဟုတ်တယ်မလားပြောင်းလဲလို့ဆိုလို့စီအဲ့ကိုယ်တိုင်ကနေပေါ့နော်အာဒီခေတ်ကတည်းကအဲခင်းတဲ့အလိုက်ပြောင်းလဲပြောင်းလဲသွားတာဖြစ်တဲ့ကြပေါ့နော်ကိုယ်တိုင်ကနေပေါ့နော်လက်ခံနိုင်ဖို့အရေးကြီးတာဖြစ်ပါတယ်ဗျာဟုတ်တယ်မလားနောက်တစ်ခုကဆိုစီမစ်စစ်ကိုကျွန်တော်ပြောချင်တာကပေါ့နော်ကိုယ်တိုင်ကနေပေါ့နော် အဲဒီရဒီရတွေကတွေးထားပါဒါလည်းဆိုလို့ရှိရင်တခါတွင်းကပေါ့နော်အမှရင်းပေါ့နော်ကြောင်တကောင်ပေါ့နော်ကြောင်တကောင်ဆိုရင်အဲ့ဒီပန်းမှာသူကြည့်တယ်မှန်တယ်ကြည့်တယ်မှန်ကသူကသူကပေါ့နော်ငါသူကသူထင်တယ်ပေါ့နော်ငါကကြောင်ပဲဆိုတော့သူကသူသူကသူမထင်ဘူးသူကပေါ့သူကသူပေါ့ဒါချင်းသေးလို့ခေါ်တာသူကသူပေါ့သူကချင်းသေးလို့ထင်တာဖြစ်တယ်ပေါ့နော်မွေးစစ်ကိုကျွန်တော်ပြောချင်တာကပေါ့နော်ကိုကိုကချင်းသေးပဲဟုတ်တယ်မလားကြောင်မဟုတ်နိုင်ပေါ့နော် ဒါမို့ကိုကိုဘလို့ထင်တာလဲကိုကငိုကိုတကန်းနေပေါ်တော့ငါကိုကိုကိုငါကြောင်ဆိုစီရင်ကိုကိုတကန်းအဲ့ဒီကြောင်နေကြောင်နေဘွားနေပဲမြန်မာနေနေရမှာဖြစ်တယ်ဗျာဟုတ်တယ်မလားချင်းသေးလို့ထင်မှာဆိုလို့စီရင်အများပြီးတော့အများအောက်ဆိုးမှုလဲခံရမှာပြိတ္တကကြောင်စီမှာလူများလေစားအားကြောင့်လည်းခံရပြိတ္တကကြောင်စီအများအများတော့ပေါ့နော်ဒီမှာဆိုလို့စီလေစားအားကြောင့်လည်းဖြစ်လာမှာဖြစ်တယ်ကျွန်တော်ပြချင်တာချင်းသေးဆိုတာကတော့ အာတော့မှဆိုလို့ဒီမှာဒါဆရာကြီးဖြစ်တယ်ပေါ့နော်အကြောင်းကျတဲ့ပြည်ကိုကိုကိုကဘလူမျိုးတတ်မှတ်ထားတယ်လို့ကိုကိုကိုကကိုတိုင်ကနေပေါ့နော်ဒါငါကိုကိုကိုပေါ့နော်ကိုတိုင်ကကြောင်ပဲလားဒါမှမဟုတ်ချင်းလေးလားပေါ့နော်ကိုကိုပြန်လာပြီးတော့ဒါတတ်မှတ်ဖို့ဒါအရန်အရေးကြီးတာဖြစ်တယ်ပေါ့နော်အကြောင်းကိုကိုကိုပြန်တတ်မှတ်ဖို့ဒါတတ်မှတ်ဖို့ဒါမမှားလို့မမှားစင်နေပေါ့နော်ဒါအရန်အရေးကြီးတာတွေးခေါ်ပါဒီညမှာကျွန်တော်ကတော့ဒါရတဲ့အချိန်လေးပေါ့ဗျာပြန်လာပြီးတော့မျှဝေပေးတာဖြစ်ပါတယ်ဒါကတော့စီးပွားရေးလာလောက်ကန်တဲ့မှာဆိုအရေးကြီးတော့အချက်လက်ဖြစ်ပါတယ်ဗျာနော် အဲ့မှာဆိုတော့စင်ရင်ကျွန်တော်ကတော့ညမှာစင်ပေါ့နော်လေးချက်ပြပြတာဖြစ်တယ်ပထမတစ်ချက်ကဆိုစင်ရင်ကျမ်းမအောင်နေထိုင်မှဖြစ်ပါတယ်ဗျာနော်တကယ်အရန်အကြီးကြီးတဲ့ညာဖြစ်တဲ့ဒုတိယချက်ကဆိုစင်ရင်ဆက်လျှောက်ပါပေါ့နော်တတိယချက်ကဆိုရင် အမှားလွတ်တတ်နိုင်အောင်ကြိုးစားပါနောက်ဆုံးချက်ကဆိုလို့ရှိရင် message ကိုတင်ကတာလက်ခံနိုင်ရမှာဖြစ်ပါတယ်ဗျာနော်โอเคပါမင်္ဂလာရှိလို့တန်းကြကြလေးပါနော်ကျေးဇူးအရင်တင်ပါတယ်အခုတို့လိုက်မှာဝင်လာပြီညကုံမောင်တို့အရောက်ချိန်တော့လည်းပဲဒါအရင်ကျေးအရင်ကျေးဇူးတင်ပါတယ်မနေ့ဖြန်ညကြတော့ပြန်လာပြီးတော့ဆုံးကြပါမှာโอเคပါမင်္ဂလာပါဗျာနော်မင်္ဂလာပါမင်္ဂလာပါခင်ဗျာနော်အားလုံးပဲပဲပိုင်ပါမနေ့ဖြန်ညကြတော့စီပြန်လာပြီးတော့ဆုံးနေကြပါမှာကျေးဇူးအရင်တင်ပါတယ်ဗျာနော်โอเคပါမင်္ဂလာပါနော်ပဲပိုင်ပါဗျာနော်